ကလေးငယ်တယောက်ကိုဘယ်လိုပြုစုပြောထောင်ရမလဲကလေးငယ်ရှိတဲ့မိဘတိုင်းအတွက် မဖြစ်မနေတည်တည်နားလည်ထားမယ့်အရာ ဖြစ်ပါတယ်အချက်9ချက်ရှိပါတယ်ပထမတစ်ချက်ကပါလဲဆိုတော့စားသောက်မှုပုံစံ eating pattern လို့ခေါ်တယ်ဒီဒီ pattern လေးကစားသောက်မှုပုံစံလေးမှာတချို့သောကလေးတွေကသူတို့ကအချင်မကြိုက်ဘူးနော်ဟိုအသီးရွက်မကြိုက်ဘူးနွားနို့မကြိုက်ဘူးစပြစ်သေးမကြိုက်ဘူး စသဖြင့်ပေါ့တောင်းတစ်ယောက်မတူဥပမာအနေနဲ့ခလေးကစပြစ်တီးမကြိုက်ဘူးဆိုရင်ကိုကဘာလုပ်လို့ရလဲဆိုတော့အဲ့စပြစ်တီးအလုံးလေးကိုရေခဲတက်တာခဲတဲ့နေရာမှာထည့်ထားလိုက်ခဲသွားပြီဆိုရင်အဲ့ဒီအရာလေးကတကြားလုံးပုံစံလေးဖြစ်သွားပြီခလေးတွေကတကြားလုံးကြိုက်တတ်တာဟုတ်အဲ့လိုပုံစံလေးဆိုခလေးစားခြင်းစပွဲဖြစ်စေတယ်နွားနုတ်မကြိုက်ဘူးနွားနုတ်ပူပူမတောက်တဲ့ခလေးတွေကိုကိုကဘာလုပ်လို့ရလဲဆိုတော့ရေခဲချောင်းပုံစံလေးပေါ့နော်အာဒီဆိုင်နေမှာရောင်းတက်ပါတယ် ဒီပုံစံခွက်လေးရေခဲချောင်းလုပ်တဲ့ပုံစံခွက်လေးကော်ခွက်လေးတွေရှိတယ်အဲ့ဒီလိုပုံစံခွက်လေးတွေနဲ့နော်ရေခဲချောင်းပုံစံလေးလုပ်တယ်ဆိုရင်သူကပူတဲ့အချိန်တားအနှံ့ချောင်းမကြိုက်တာရှိတာဒါပေမဲ့ရေခဲချောင်းလိုဖြစ်ပြီးဆိုရင်ခလီတွေကအရန်ချိုက်တယ်သူတို့ဝင်သွားတာပေါ့သူရဲ့ eating pattern လေးပေါ့နော်စားတောင်းမှုပုံစံလေးကိုရောက်ရှိသွားစေတယ်အာခလီကသူကအသီးနှံမကြိုက်ဘူးဆိုရင်လည်းအဲ့ဒီအသီးနှံကိုချိန်ဆက်တဲ့ထည့်ပြီးတော့ရေခဲတတားထဲမှာရေခဲချောင်းပုံစံလေးပြန်လုပ်တယ်ဆိုရင်လည်း ကလေးရဲ့စားသောက်မှုပုံစံလေးတွေကနော်အသီးနှံတို့အသီးရွက်တို့အသားငါးတို့စသဖြင့်ပေါ့ကိုကြိုက်တဲ့ပုံစံလေးတွေနဲ့လုပ်ပြီးတော့ကလေးကိုကျွေးလို့ရပါတယ်။ဒါကြောင့်ကလေးမကြိုက်ဘူးဆိုတိုင်းမကျွေးရမနေပါနဲ့လှုပ်လို့ရမယ့်နီလန်းလေးတွေကိုရှာကြံပြီးတော့တီထွင်တက်ဖို့လိုအပ်ပါတယ်။ဒါကစားသောက်မှုပုံစံဖြစ်ပါတယ်။နံပါတ်1တစ်ချက်အနေနဲ့ကတော့အိတ်ချင်းပုံစံဖြစ်တယ်။အိတ်ချင်းမှန်ဖို့ရန်အတွက် sleep pattern ကလည်းအရေးကြီးတယ်။ ကလေးတွေကသူတို့ကနှိကင်းနှိလေတွေဆိုအိတ်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်တဲ့ကလေးတွေကနေစပြီးတော့ចောင်းမူជို့ရွယ်ထိပေါ့နော်။နောက်ចောင်းကြီးတွေပိုင်းတိုင်တော့မလိုတော့ဘူးပေါ့။နှိကင်းပိုင်းတွေမှာအိတ်အိတ်တက်ဖို့လိုအပ်တယ်။အိတ်လိုက်တဲ့အခါမှာသူတို့ရဲ့ brain development လို့ခေါ်တဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုတိုက်ရိုက်အကျိုးပြုပါတယ်။ဒါကြောင့်ကလေးငယ်တိုင်းကိုသူတို့ဘလောက်ပဲဆော့ချင်နေပါစေအိတ်ချိန်လေးကိုနေ့တိုင်းမှာတတ်တတ်မမတ်ထားပေးပါ။ sleep pattern လေးကလည်းအရင်ရေးကြည့်ပါရစေ ံပါတ်3တစ်ချက်အနေနဲ့ကာယလေ့ကျင့်ခန်းပေါ့ physical activities ဒီအရာလေးတွေကိုလည်းလှုပ်ဆောင်ဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ air con ထဲမှာပဲကြာကြာနေတဲ့ခလေးကသူတို့ဘာတက်ခုခံနိုင်မှုမရှိဘူး။အားနေတယ်။အလွယ်တကူဖျားလွယ်တယ်။ပျော့တယ်။အကျမ်းမခံဘူးပေါ့ပြောရမယ်ဆိုရင်လေ။ဒီအတွက်ကြောင့်မလို့တင်းရဲ့ခလေးငယ်ကိုကာယလေ့ကျင့်ခန်းတွေအမောတန်ခံနိုင်အောင်ပင်ပန်းတန်ခံနိုင်အောင် လေ့ကျင့်ခန်းနဲ့သက်ဆိုင်တဲ့အရာလေးတွေကိုလုပ်ပေးပါ တီဗီရှင်းမှာပဲအမြင်မထားပါနဲ့ဖုန်းနဲ့ပဲအမြင်တမ်းပေးပြီးတော့မလုပ်လိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့ကာယလေးခြင်းခံမလုပ်တဲ့ကလေးကသူတို့ဘာတက်တဲ့ချိန်လုံးဖြားလွယ်တတ်ပါတယ်။ဒါကြောင့်ကာယလေးခြင်းခံနဲ့ပတ်သက်ပြီးတော့သူတို့ကိုငငယ်လေးတွေကဆွဲခေါ်ပေးတတ်ပွေရန်အတွက်လိုအပ်ပါတယ်။နောက်တစ်ချက်နံပါတ်၄တစ်ချက်ကအပေါင်းလက္ခဏာအပြုသဘောဆောင်တဲ့အပန်းဖြေချိန်လေးတွေကိုထားပေးပါ။တနည်းအားဖြင့်သူတို့ဝါသနာပါတဲ့အရာလေးတွေပေါ့နော်။ သူတို့ဝါသနာပါတဲ့အရာလေးတွေကိုထားပေးဖို့လိုအပ်တယ်သူတို့ဝါသနာပါတဲ့အရာလေးလို့ပြောတဲ့အခါမှာတချို့တွေကဘလို့ထင်လဲဆိုတော့သူကဂိမ်းပဲဝါသနာပါတာအဲ့လိုမဟုတ်ဘူးเนาะဂိမ်းဆော့တဲ့အချိန်ကိုပြောတာမဟုတ်ဘူးပကြီဆွဲတာလေးတွေဟင်းချက်ပြုတ်တာလေးတွေအာပြီးတဲ့အခါမှာတခုခုတီဆောက်တဲ့အရာလေးတီထွင်တဲ့အရာလေးတွေပေါ့သူတို့ဝါသနာပါတဲ့အရာလေးတွေဘက်ကိုတေဂီတာပဲဖြစ်ဖြစ်ပေါ့ဒီအရာလေးတွေကိုဆွဲခေါ်ပေးတတ်ဖို့လိုအပ်ပါတယ် ဒီရာကလည်းအရင်ရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့မိဘတော်တော်များများစာစာစာပဲလုပ်ပြီးတော့တခြားကလေးနဲ့ပတ်သက်တဲ့ဝါသနာပါတဲ့အရာလေးတွေကိုမလုပ်ပြီးတဲ့အခါကျတော့ကလေးကမျက်စိပွင့်နားပွင့်မရှိဘဲနဲ့ဘာမှမလုပ်တတ်မကင်တက်ဖြစ်သွားအောင်ရေကူးတာလေးတွေကအဆပေါ့နော်။ဒီရာလေးတွေကိုသူတို့ဝါသနာပါတဲ့အရာလေးတွေကိုလှူဆောင်ပေးဖို့ရန်အတွက်လိုအပ်ပါတယ်။နံပါတ်၅တစ်ချက်အနေနဲ့ပါလဲဆိုတော့ပေါင်းသင်းဆက်ဆံရေးဖြစ်ပါတယ်။ communication ပေါင်းသင်းဆက်ဆံရေး တချို့သောကလေးငယ်တွေကကိုဗစ်ကာလမှာမွေးဖွားလာတဲ့ကလေးတွေရှိပါတယ်။လူများနဲ့မထိတွေ့တဲ့အခါမှာလူကြောက်တတ်တဲ့ပြဿနာဖြစ်တယ်။တချို့ကလေးတွေကလည်းသူကကိုဗစ်ကာလမှာမွေးတာတော့မဟုတ်ပါဘူး။ဒါပေမဲ့အိမ်ထဲမှာပဲအမြဲနေတဲ့အခါမှာလူရှိသူရှိဆိုရင်ကြောက်ပြီးစကားမပြောရဲ့။တခါတဲ့အမေရဲ့အင်ဂျီစာကိုကိုင်းပြီးတော့ခါခါတဲ့တောက်တဲ့လူပဲတွေ့ကန့်နေတော့တာ။ပြောဆိုလည်းမပြောရဲ၊သွားဆိုလည်းမသွားရဲ။ ဲ့လိုကြောက်ရွံ့ခြင်းနဲ့ရှိတဲ့ကလေးတွေရှိတယ်။ဒါကြောင့်ဒီကလေးတွေကိုသူ့ရဲ့အပေါင်းအသင်းဖြစ်စေမဲ့တငယ်ချင်းတွေများများအဲ့ထဲကိုဆွဲခေါ်ပေးပါလူများတဲ့ကိုဆွဲခေါ်ပေးပါပြီးတော့လူအများစကားပြောနိုင်မဲ့ communicate လုပ်နိုင်မဲ့ဆက်သွယ်လို့ရနိုင်မဲ့ပုံစံမျိုးလေးတွေကိုဖန်တီးပေးပါဥပမာအနေနဲ့သမီးရေဒီပစ္စည်းလေးကိုဒီအန်ကလေးကိုပေးပေးပါအောင်အဲအဲ့လိုမျိုးပေါ့သမီးရေရေတစ်ခွက်လေးယူလာပေးပါအောင်စသဖြင့်ပေါ့ဒီကလေးကိုအများရှိကိုမရောက်ရောက်အောင် တွန်းပို့စီမဲ့နီလန်သမီးရေသမီးမမုံနေအများကြီးပဲဒီမုံလေးတွေကိုဒီမှာကြည့်ပါဦးဒီမှာဒီလူတွေကိုဝေးလိုက်ပါဦးစသဖြင့်ပေါ့အဲ့ဒီနီလန်ကကလေးတွေကိုလူအများနဲ့ပို့ပြီးတော့ပေါင်းတင်ဆက်ဆံရေးကောင်းမွန်လာအောင်ဆွဲခေါ်ပေးတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်ပေါင်းတင်ဆက်ဆံရေးကလည်းကလေးအတွက်ပြုစုပြောထောင်ခြင်းမှာအရန်အရေးကြီးတဲ့အရာဖြစ်ပါတယ်နံပါတ်6တစ်ချက်အနေနဲ့ပါလဲဆိုတော့ကလေးကတစ်သက်လုံးတင်ယူတတ်သူဖြစ်ရမယ် เนาะ education မှာမဟုတ်ပါဘူးချို့တွေကဘလို့ပဲထင်လဲဆိုတော့ပညာရေးပဲထင်တာပညာရေးပဲမဟုတ်ဘူးတခြားသင်ယူစရာလေ့လာစရာတွေအများကြီးပဲเนาะအများကြီးပဲအဲလောကနီတိကအစပဝန်းကျင်မှာရှိတဲ့သိပ္ပံနဲ့သက်ဆိုင်တဲ့အရာတွေကအစအဲ့ဒီသင်ယူလေ့လာမှုတွေမှာသူတို့ကိုမျက်စိဖွင့်ပေးပါနားခွင့်ပေးပါသင်ယူနိုင်ဖို့ရန်အတွက်အခွင့်အလမ်းတွေပေးဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်သင်ယူလေ့လာမှုကိုမရက်တက်လိုက်ပါနဲ့ နေ့စဉ်နေ့တိုင်းမှာတည်ယူလေ့လာမှုနဲ့သက်ဆိုင်တဲ့အရာလေးတွေကိုဆွဲခေါ်ပေးပါနံပါတ်9တစ်ချက်အနေနဲ့ကလေးတွေကိုပြုစုပြုထောင်တဲ့အခါမှာကိုကစံပြပုံကူအနေနဲ့အသက်ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်။သူတို့ရဲ့ mentor ဘိုင်းเนาะသူတို့ကိုထောက်ပံ့ပေးမယ်။သူတို့ရဲ့ role model အဖြစ်ပေါ့။ပုံသက်သေယူလို့ရတဲ့သူအဖြစ်ကိုကအသက်ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်ပြည့်စုံတဲ့မိဘဆိုတာတော့မရှိပါဘူး။ သို့တော်ညာလည်းပဲချစ်ချင်းမြတ်တာကပဲပြည့်စုံခြင်းအရက်ကိုဆွဲခေါ်ပြီးသွားတာဖြစ်ပါတယ်။ဒါကြောင့်ဒီချက်ခုနှစ်ချက်စလုံးကကလေးတွေတင်ယူလေလာမှုနဲ့ပြုစုခြင်းမှာအရေးကြီးတဲ့အချက်ခုနှစ်ချက်ဖြစ်ပါတယ်။ဒါကြောင့်မိဘများအားလုံးအတွက်တကယ့်ကိုအကျိုးကျေးဇူးရှိမယ်လို့ယုံကြည်ပါတယ်။ကျေးဇူးများဤတင်ပါတယ်။